ဘာဝဆိုင်ပြိုးရေးနည်းပညာပိုင်းဆိုင်ရာတွေကိုထုတ်လို့ရေးဖြန့်ပြူးရေးနဲ့နည်းပညာဖြန့်ပြူးရေးတို့ကိုအဓိကထားလှုပ်ဆောင်နေတဲ့ရှမ်းမောမြေကုမ္ပဏီကစီစဉ်တာပဲဖြစ်ပါတယ်။ဇီဝနည်းပညာတွေရဲ့အစွမ်းဟာအကျိုးရှိတယ်ဆိုတဲ့ရလဒ်တစ်ခုကို စီမံချက်တစ်ခုအနေနဲ့စနစ်တကျအကောင့်ထဲပေါ်သွားဖို့ရှိတယ်လို့ဥညာလင်းကဆိုပါတယ်။သူဟာတောင်သူတွေကိုဇီဝနည်းပညာကို နားလည်လာအောင်စီစဉ်ဆောင်ရွက်နေသူလည်းဖြစ်ပါတယ်။ဒီနေ့ဆိုရင်လည်းဒီပြည်ကမ်းစစ်တမ်းမှာ တတို့ရဲ့ထုတ်ကုန်တို့ဒီကတော့ကျန်တဲ့ဤပညာတို့ဒီခိုင်တုံဆောင်အခြေခံတဲ့ဤပညာဖြစ်ဒီကတော့ဆင်းမြင့်တဲ့တတို့ထုတ်ကုန်တဲ့တို့တစ်ခါလဲကျွန်တော်လက်တွေ့တောင်တွေနဲ့ကျွန်တော်တို့ဒီပညာရှင်တွေနဲ့ပူးပေါင်းပြီးတော့ကအကျိုးရလာကောင်းတွေကိုကျွန်တော်ဖေးရှိတဲ့ဟာတွေကိုဒီဟိုတုံးတက်ပြီးတော့ကျွန်တော်တို့တနိုင်ကတော့ကဒီစိုက်ပျိုးရေးပေါ့ဒီကတော့ဆာစဘာနဲ့ဤရနေပါကျွန်တော်ထပ်တိုးတဲ့ဒီဇီဝဠိပညာရဲ့စံတတိကိုကျွန်တော်လက်တွေ့ကျွန်တော်တို့ ရပြရှိထားပါတယ်အဲ့ဒါတွေကိုလည်းကျွန်တော်တို့ဒီနေ့ဒါကို basic ကောင်းမှာဖြစ်ပါတယ်အဓိကပြောရင်တော့ကျွန်တော်တို့ဒီဒီနေ့ကျွန်တော်တို့သင်စားတဲ့အပိုင်းမှာလည်း logo ရေကျွန်တော်တို့ဒီ get တို့ပေါ့နော်ကျွန်တော်တို့ရဲ့ဒီရှိပါရေးအစမ်းဟာကျိုးရှိရဲဆိုရတဲ့တခုလည်းကျွန်တော်တို့လည်းကျွန်တော်ရဲ့စီမံချက်စီမံပိန့်ပြတယ်လည်းကျွန်တော်တို့ဒီဟာလောစစ်ကြအောင်ခဲ့ပေါ်တော့ပြည်တော်စီချင်းအားရှိပါတယ်ခင်ဗျာဇီဝနည်းပညာနဲ့စဘာနဲ့တီးနဲ့အထွတ်တိုးရေးဆိုင်ရာဟောပြောပွဲမှာ ဂျပန်နည်းပညာကိုအခြေခံတဲ့အစင်းမြင့်ထုတ်ကုန်ဖြစ်တဲ့ Eco Star စဘာမျိုးစေ့အထူးအားစေ့ကိုလည်းမိတ်ဆက်ခဲ့သလိုရွက်စိမ့်တမစီပိုးသက်စေးစတဲ့ထုတ်ကုန်တချို့ကိုလည်းခင်းကျင်းပြသခဲ့ပါဗျ။အထွတ်နှုံတိုးပြီးတောင်သူတွေရဲ့လူနေမှုဘဝမြင့်တင်နိုင်ဖို့သုတေသနရလဒ်လေးတစ်ခုအကြောင်းကိုတော့ဒေါက်တာနီတာနွယ်ကရှင်းပြခဲ့ပါဗျ။ ကျမရဲ့ဒီစီမှာဒီ Kaido Ollie ကို surprise လေးอ่ะအရန်ကိုတုံးလို့ရပါတယ်။ဆံပါတယ်ဒီတောင်သူတွေကအများဆုံးအားဖြင့်အသုံးပြုတာကဟိုစာဒီကျမတို့နိုင်ငံမှာရှိနေတဲ့စပောက်ဆိုင်တဲ့နီးစနစ်တွေမျိုးစုံရှိပါတယ်။တချို့နီးကတော့ဗာလဲဆိုရင်အချောက်ကျဲတဲ့နီးပေါ့နော်။တချို့နီးကတော့စိန်ပြီးတော့မှကျဲတဲ့နီးရှိတယ်။တချို့နီးကစိန်ပြီးတော့မှအုပ်ပြီးတော့မှကျဲတဲ့နီးရှိတယ်။ဒါမျိုးစုံရှိရပေါ့နော်။အဲတော့ညကျမတို့ဒီစီလေးကဗာဆိုစိန်တဲ့နေရာမှာထည့်ယုံလေးပဲ။စိန်တဲ့နေရာမှာထည့်ယုံလေးပဲ။ကျမရဲ့သူတေသနာရာ ားလိုက်ကြတော့အထောက်ကျဲတာနဲ့စိတ်မိမကျဲတာကစိတ်မိမကျဲတာကပိုကောင်းတယ်ပေါ့နော်အဲ့ဒီဟာစိတ်မိမကျဲတာထက်ကိုအုပ်ပြီးတော့မှကျဲတာကပိုကောင်းတယ်ပေါ့နော်ဒါပေမဲ့တောင်ကြီးတွေမှာကဒေတာအနေထားပေါ်မှာလည်းမူတည်တယ်အဲ့ဒါကြောင့်မို့လို့တချို့နိုင်ငံတွေမှာတချို့နေရာတွေမှာကစိတ်မို့အဆင်မပြေတာတွေလည်းရှိတယ်ပေါ့နော်အဲ့တော့ကျမကဒီအခြေသေးကစိတ်နဲ့နေရာလေးမှာပဲဖြော်ပြီးတော့နှံ့အောင်ဖြော်ပြီးတော့စိတ်နိုင်ရုံပဲဆိုတော့လွယ်လွယ်ကူကူတောင်ကြီးတိုင်းသုံးနိုင်မယ်လို့ကျမမြင်နေမှာပါ